အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Pathfinder Institute မြန်မာ Session S02 က 7FGWE ပဲဖြစ်ပြီးတော့ဆရာမောင်ထင်ရဲ့အကြောင်းကိုမိတ်ဆက်ရှင်းပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ PDF လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရစေနော်။ဆရာမောင်ထင်ရဲ့အမိအရင်းကတော့ဥထင်ဖတ်ဖြစ်ပြီးတော့မြောင်မြခရိုင်လက်ပွတ်တာမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။မိဘတွေကတော့ ်ဦးတိန်ရောင်နဲ့ဒေါ်စိန်ပွင့်တို့ဖြစ်ပါတယ်။ဆရာကြီးကလဘွတ်တာမျိုးဥခန့်နီရဲ့မြန်မာစာသင်ကျောင်းဆရာဦးဘိုးထွန်းရဲ့မြန်မာစာသင်ကျောင်းမြောင်းမြမျိုးအင်္ဂလိပ်မြန်မာနှစ်ဘာသာအစိုးရအလဲတန်းကျောင်းမြောင်းမြမျိုးတိုင်းရင်းသားအထက်တန်းကျောင်းတွေမှာပညာသင်ယူခဲ့ပါတယ်။အထက်တန်းပညာကိုတော့ရန်ကုန်မြို့မြို့မအထက်တန်းကျောင်းမှာ high school final ကိုဆယ်တန်းစာမေးပွဲကိုအောင်မြင်ခဲ့ပါတယ်။ 1933မှာတော့အင်္ဂလိပ်စာပေမြန်မာစာပေအရှိတိုင်းသမိုင်းသုံးပါတာနဲ့ရန်ကုန်တက္ကသိုလ်ကနေ BA ဝိဇ္ဇာပွဲကိုရရှိခဲ့ပါတယ်။ဆရာကြီးအမှုထမ်းရွက်ခဲ့တဲ့တာဝန်တွေကတော့မြောင်မြတ်မြို့တိုင်းရင်သားအထက်တန်းကျောင်းမှာအထက်တန်းပြဆရာအီယာဝဒီနဲ့ရခိုင်တို့မှာမြို့ပိုင်းလပုတ္တာမြို့ညင်ဝှပြပြမှုထိန်းသိမ်းရေးကော်မတီရဲ့လက်အောက်မှာ မြို့နယ်အရာရှိအဖြစ်အမှုထမ်းရင်ဗမာလွတ်လပ်ရေးတပ်မတော် BIA အတွက်စစ်သားစုဆောင်ရေးလုပ်ငန်းကိုလည်းလုပ်ခဲ့ပါတယ်။ဒါအပြင်နိုင်ငံခြားရေးဌာနလက်ထောက်အတွင်းဝင်တည်င်းနှင့်ဝါဒဖြန့်ချည်ရေးဌာနဒုတိယအတွင်းဝင်အတန်လွှင့်ဌာနညွှန်ကြားရေးဝင်လူမှုဝန်ထမ်းဝန်ကြီးဌာနခိတရခိုင်တိုင်းမင်းကြီးပြန်ကြားရေးဌာနရဲ့ညွှန်ကြားရေးမှုအဖြစ်အမှုထမ်းခဲ့ပြီးတော့အစိုးရအမှုထမ်းဘဝကနေနှုတ်ထွက်ခဲ့ပါတယ်။ အစိုးရအမှုဒဏ်ဘဝကနေအလုထွက်ပြီးတဲ့နောက်1952ခုနှစ်မှာ သတင်းစာဆရာအဖွဲ့ခေါင်းဆောင်အဖြစ်ဂျပန်နိုင်ငံကို ပထမဦးဆုံးမြန်မာသတင်းစာအဖွဲ့ကိုစားသွားရောက်ခဲ့ပါတယ်1954မှာလည်းမြန်မာသတင်းစာအဖွဲ့ခေါင်းဆောင်အဖြစ်လန်ဒန်နဲ့ပဲရစ်မြို့တွေကိုသွားရောက်ခဲ့ပါတယ်ဒါ့အပြင်ရန်ကုန်သတင်းစာအုပ်ချုပ်မှုအယ်ဒီတာစာပေပိတ်မှန်ဆွဲဆောင်ခြင်းအတိုင်းမြင့်ခန်းလန်ဒန်ထိုင်းသတင်းထောက် အလွတ်သတင်းစာဆရာအဖြစ်တာဝန်ယူခဲ့သလိုမြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ်လည်းတာဝန်ယူခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနမြန်မာစာအဖွဲ့အချိန်ပြည့်အဖွဲ့ဝင်ဖြစ်လည်းတာဝန်ပေးခြင်းခံခဲ့ရပါတယ်။ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှလည်းသမိုင်းဖြည့်ရမှန်ပြုစုရေးအဖွဲ့ဝင်ဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ဆရာကြီးကငဘာဝတ္ထုနဲ့စာပေလောကမှာထိတ်တန့်ကရည်တည်ခဲ့ပါတယ် ဒီလိုရက်တည်နိုင်တာကသူ့ရဲ့စ조사အားထုတ်မှုကြောင့်လည်းဖြစ်တယ်လို့၎င်းရဲ့ဖခင်ကြောင့်လို့ပြောရင်လည်းမမှားနိုင်ပါဘူးရှင်။ဆရာကြီးရဲ့ဖခင်ဦးတယောင်ကတရုတ်ဖြစ်ပေမဲ့သူရိယသတင်းစာမှာပါရှိတဲ့မစ္စတာမောင်မိုင်းရဲ့စောင်းပါးတွေကိုနှစ်သက်ပြီးတော့တားဖြစ်သူကိုနှုတ်တက်ကြက်စီခဲ့ပါတယ်။ဒါကြောင့်ဆရာကြီးကမြန်မာကနဝင်စာပေတွေကို ငငယ်ကလေးကလိလာခဲ့တယ်လို့တက္ကသိုလ်မှလည်း Anado Friend Bulletin ရစတဲ့ပြင်သစ်စာရေးဆရာကြီးများရဲ့သရော်စာတွေကိုဖတ်ရှုခဲ့ပါတယ်။ဆရာကြီးက Mr. မောင်မိုင်းရဲ့နီကာစောင်းပါးတွေကနေမှသရော်စာကိုအယတခံတက်လာတဲ့သူလည်းဖြစ်ပါရဲ့ရှင်။ဆရာကြီးရေးသားခဲ့တဲ့စာအုပ်တွေကတော့ Go Down With You တို့မြို့အုပ်မင်းဆိုဘုံယုံကဗျာဘာအရေးကြီးဆုံးလဲနှင့်အာစာနီမိခင်ပြဆက်ငပ်ပါ ရာဇဓမ္မသင်္ကဟကျမ်းနှင့်ယောမင်းကြီးဥဖိုးလိုင်ထုတ်ပတ်တီဗမာနိုင်ငံရေးသူခမိန်မျိုးဖြက်ရန်သူဖုရှ်ခင်ဤမှုံနိုင်တဲ့ကနှစ်ဖူးစာနှင့်အခြားဝိတ္ထုတို့များမြမလေယာမြေစနစ်မိုပါဆွန်ဝိတ္ထုတို့များလောကအမည်မောင်ထင်ဤဝိတ္ထုတို့များကပ္ပစာပေအညွန်အံ့ဖွယ်ပုံပြင်မြို့အုပ်ပုံပြင်အနာဂတ်တိကျမ်းမြေဝတောင်ဂလီဗာခီးစဉ်ကနဝင်တန်ခိတ် စတဲ့ဝိတုကဗျာနဲ့စောင်းပါအမြောက်များကိုရေးသားခဲ့ပါတယ်။ဆရာကြီးကစာပေနဲ့သက်ဆိုင်တဲ့အစုများစွာကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။1981ခုနှစ်မှာဂါလီဗာဤခရီးစဉ်နဲ့အမျိုးသားစာပေဘာသာပြန်စာပေစု1994မှာပခုတ်ကူဦးအောင်ဖေစု1996မှာမိဘမြစ်တာ စာပေဂုံရီစု2003မှာအမျိုးသားစာပေတတတာစာပေစုဝိဇာဘာသာရက်တို့ကိုရရှိခဲ့ပါတယ်။ ဆရာမောင်ထင်ကိုဘာသာပြန်ဆရာအဖြစ် လူသိများကြပါတယ်။ဆရာကြီးက HG World ရဲ့အနာဂတ်ကျမ်းနဲ့မိုးဘော်တို့လိမ့်ကြခြင်းစတဲ့သိပ္ပံဝတ္ထုတို့တွေကို ဘာသာပြန်ဆိုခဲ့ပြီးတော့မြန်မာနိုင်ငံကလူငယ်တွေကိုနိုင်ငံတကာစာပေတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဆရာကြီးရဲ့ငဘာဝတ္ထုကယနေ့ခေတ်တိုင်းခင်မီနေဆဲဖြစ်ပြီးတော့လေယာဉ်မြေပိုင်ဆိုင်ခွင့်နေအငင်းပွားမှုဖြစ်နေတဲ့ဤခေတ်ကြီးထဲမှာငဘာဝတ္ထုနဲ့ မြမလေယာဉ်ရဲ့စနစ်စာအုပ်တီကိုဖတ်ရှုနေကြရဆဲဖြစ်ပါတယ်။ဆရာကြီးကဘဝတက်တန်တစ်ချောင်းလုံးမှာနိုင်ငံအတွက်အမှုတာဝန်များစွာကိုထမ်းရွက်ခဲ့တယ်လို့စာပေလောကမှာလည်းစာပေမျိုးစုံကိုရေးသားခဲ့ပြီးတော့ဆရာကြီးရဲ့စာအုပ်တွေကို အခုခေတ်အထိလူငယ်တွေကနှစ်သက်စွာဖတ်ရှုနေကြဆဲဖြစ်ပါတယ်။2006ခုနှစ်မှာတော့အသက်68နှစ်အရွယ်မှာပဲဆရာကြီးကအင်းစင်မြို့နယ်နေအိမ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်ရှင်။